တနင်္လာရီတိုင်းဒေသကြီးတရချောင်းမြို့နယ်ရငယ်ရွာမှာစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားရမှရှိပဲလေကြောင်းကနေပို့ချက်တိုက်ခိုက်ခဲ့တာကြောင့်ခလင်းငယ်တဦးပါဝင်ဒေသခဏဦးသိဆုခဲ့တယ်လို့တရချောင်းဒေသခံတွေစီကနေသိရပါတယ်။ဧဘရာ၁၉ရက်နေ့မနက်၁၇နာရီလမှာစစ်ကောင်စီတပ်က MI2 ရဟန်းရင်နဲ့မင်းတပ်၆ဝပြေရငယ်စားရရာတွေကိုဘုံဒီရှစ်လုံးနဲ့ထက်ကြာကြာတိုက်ခိုက်ခဲ့သွားတာဖြစ်တယ်လို့တရချောင်းဒေသခံတဦးကဆိုပါတယ်။ ပိုချက်တိုက်ခတ်မှုကြောင့်အသက်9နှစ်ရွယ်ခလင်းငတ်တအူပါဝင်အသက်50ကျော်ရွယ်မြို့သားတအူတို့တိတ်ဆိုးခဲ့ပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့အထက်ပါဒေသခံကဆက်ပြောပါတယ်ဧပြီလ18ရက်နေ့မနက်6:00နာရီလမှာတရက်6မြို့နယ်ရှိဝင်းဝရက်စကန်ကိုတွန်လိုင်းရင်တပ်တွေဘက်ကဝင်ရောက်တိုက်ခတ်ခဲ့ရာညနေ9:00နာရီလောက်ထိပြန်လည်ပစ်ခတ်မှုနှစ်ဖက်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေနဲ့တွန်လိုင်းရင်ရဲဘော်တွေစီကနေသိရပါတယ်။ ဧပြီလ18ရက်နေ့ကနေညနေ4နာရီနဲ့ည7နာရီခြေတွင်မှာစကောင်းစီတက်က Jet Fighter နဲ့ဗိုလ်ချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။နှစ်ဖက်တိုက်ပွဲနဲ့စကောင်းစီတက်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ဝင်းဝါတဲချောင်းမင်းတပ်ဝဲရီချောင်းဝပြင်းရငယ်စားရဲရာတွေကဒေသခံတွေရာလိုကျော်ထွက်ပြေးတိရှိောင်းနေရတယ်လို့သိရပါတယ်။ ဧပြီလ19ရက်နေ့ကဒဝဲမျိုးရှိလင်းရင်ခွက်တကုစစ်ကောင်စီတပ်ရဲ့ MI70 မျိုးစာရဟန်းရင်၃စီးစစ်တပ်ခတ်ရလို့ဒဝဲမျိုးခံတွေရဲ့ပြောပြချက်တွေရသိရပါတယ်ရှင်။